ရှင်းရပြီးတဲ့ကြည်အားလုံးပဲမင်္ဂလာပါရှင်။ရေတို့ရဲ့ K Story Channel လေးကိုအစင်နာစင်အားပေးနေကြတဲ့ချီးရရပြီးတဲ့ကြည်အားလုံးအတွက်ရေဒီနေ့ညမှာတင်ဆက်ပေးခြင်းတဲ့ GN ချစ်ဇလန်းကောင်းလေးကတော့မရဲ့တောင်တန်းကြီးဆိုတဲ့ GN ဇလန်းကောင်းလေးရဲ့ဇသိမ်းပိုင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီတော့ဒီဇသိမ်းပိုင်းလေးထဲမှာဝင်းနဲ့နှီးဦးမောင်တို့ရဲ့အချစ်ဇလန်းလေးကအစိုးစေးနိုင်ပါမလား။ တယောက်တစ်ကိုတယောက်နားလည်မှုတွေပြန်လည်ထားနိုင်ပါမလားဆိုတော့ကိုရေးနေတူလိုက်ပါစီမျောခန်းစားကြည့်ကြရအောင်နော်ဒါဆိုရင်ဇလန်းလေးမစတီကမှာရေးတို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဗီနာလူဒီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်ဒါဆိုရင်ရေးဇလန်းလေးကိုဆက်လိုက်ပါမယ်ဝင်းလောကကြီးနဲ့ဆက်တဲ့ပြတ်သွားတာညနေမှာနိုးလာတယ်ဝင်းစီဟုံမှာရောက်နေနေတာကိုဝင်းမြဝင်းတွေဖွင့်ကြည့်လိုက်တော့ဝင်းရဲ့ကလေးရရှိမနေပါဘူး ဝင်ကိုယ်တိုင်မောင်းထုတ်လိုက်ပြီးပဲဟာ ਉਹ ဘယ်ရှိပါတော့မလဲတိုင်မဲ့တိုင်မဲ့နှင်းဦးကဝင့်တဲ့ဝင့်ကိုပိုချစ်ပေးခဲ့သူမို့လားဝင့်အတွင်းနဲ့မျက်ရည်တွေတပေါင်းချင်းကြလာတယ်ဒေါက်တာဒေါက်တာကဲပါဦးဒေါက်တာရေဆက်နေလို့တော့ယူရပါတော့မယ်နှင်းဦးစီးသွားတဲ့မြကြီးနားလီရင်ဗမုံမပြတ်ကျသွားပြီဒေါက်တာဆက်နေဆက်နေဘာပြောလိုက်တာလဲယင်ဒေါက်တာနှင်းဦးနှင်းဦးလီရင်ပြတ်ကျရဲ့အထဲပေါသွားပြီကဲပါဦးဆက်နေယူတယောက်လုံးငိုရင်ဝင့်ကိုပြောနေရဲ့ ာရီပြောနေတာလဲဆက်နွယ်အမရဲ့နေဦးအမရဲ့နေဦးမရှိတော့ဘူးဆက်နွယ်ဝိတ်ကလေးမေးမှခေါင်းအခါငိုပါတော့တယ်မဖြစ်နိုင်တာနေဦးမြကြီးနဲ့ပြန်လာတာတေချာလို့လားဝင်းငါကိုယ်တိုင်လေးစိတ်ကိုလိုက်ပို့ပေးခဲ့တာအီးကျော်ဝင်းအီးကျော်မျက်နှာကိုတစီတရေတပွဲကြည့်လိုက်တယ်ဝင်းထားရလိုက်တယ်လေးစိတ်မှသွားကြည့်မယ်ကလေးဒီပုံစံနဲ့ငါ့ကိုနှုတ်ဆက်သွားမှာမဟုတ်ဘူး ဝင်းလူတွေလေးစိတ်မှခီးတဲ့တွေစီးရင်တောင်းယူကြတယ်။ဒါအုပ်လေးစိတ်မှဝင်းတို့လိုလူတွေပြည့်ချက်သွားတဲ့လင်းပေါ်လိုက်ပါသွားတဲ့ခီးတဲ့တွေနဲ့မိသားစုတွေများစနေတရားခီးတဲ့တွေစီးရင် list လုပ်ထားတဲ့ဆရာကြီးကိုဂိုင်းပြီးအယူလိုငိုပါတော့တယ်။တော်ပါပြီ။တော်ပါပြီဒေါက်တာရေဘလို့တွေဖြစ်ကုန်ကြတာလဲ။ဆက်နေရှမ်းပြည်ခန္ဓာပြန်သွားတဲ့ချင်းလေးဘာတွေဖြစ်ကုန်ကြတာလဲ။ဆက်နေကိုလည်းပြောကြပါအောင်။ဆက်နေရင်ကိုတန်လေးကဝင်းတယောက်ကိုကပါပြက်စေပါတယ်။ဝင်းအသေးစိတ်တွေပြောင်းဆုံးနေပြီး အခုထွက်နေရလေးအမြကြီးကိုမှတ်နေတဲ့အခါငေးကြည့်နေပြီးတော့ခလေးမပါပါဘူးခလေးမပါပါဘူးဝင်းရဲ့ခလေးမပါဘူးဝင်းလက်မခံပါဝင်းလက်ခံလိုက်ပါညင်းငါတို့အားလုံးကိုထားခဲ့ပြီခင်းစင်းသားရဲ့လက်တွေဝင်းမခုံးနှစ်ဖက်ကိုဖေးမထားလို့သာဝင်းတယောက်ပုံမလဲသေးတာပါငါသူ့လောင်းကိုတွေ့ရမှာရှုံမင်းဆက်နေရောပဲတောက်တာဗမော်ကိုလိုက်သွားမင်းဝင်းနဲ့ဆက်နေဗမော်ဘက်ထီသွားပြီးကြည့်တော့ဒေသခံရဲတွေနဲ့ကဲဆယ်ရဲတွေမှာနှင်းရဲ့အကို မင်းခမောင်မရှိနေခဲ့တယ်။ဒေါက်တာစိတ်ကိုခိုင်ခိုင်ထားပါနှီးဦးလို့ယူဆရတဲ့လောင်းတလောင်းတွေ့တယ်။ဒီမဲ့အဲ့ဒီလောင်းကရခဲ့တဲ့အနာကြီးအပြက်တစ်ခုကြောင့်နှီးဦးမန်းတေချာသွားတာပါ။ဝင်းလက်ထဲမှာ plastic အိတ်ကြီးတွေနဲ့ထည့်ထားတဲ့ကလေးဝင်းနေချာကြီးလျှော့နိုင်ခဲ့ရောင်။နိုင်လေးမှာလည်းမီးလောင်စာတွေနဲ့ဝင်းတို့မြေကြီးနားဘက်ကိုကဲဆဲရင်တန်းကြီးနဲ့လိုက်ပါခဲ့ပါတယ်။ဝင်းအသေးစိတ်တွေဒီကောက်ပေါ်မှာရှိမနေပဲကလေးရဲ့ပြုံးနေကလေးရဲ့ရေတန်းတွေဝင်းနားထဲကြားရောက်မြင်ရောင်ရင်းနဲ့ မြင်းကြီးတော့ရောက်တော့လေခလေးရဲ့တပ်ပုံကင်ထားတဲ့လူအုပ်ကြီးတော်ကစောင့်ကြိုနေတယ်။အရာအလုံးကအမင်္ဂလာပါ။ဝိငူသိချစ်တဲ့ကလေးသူ့လူတွေကိုသိချစ်တဲ့ကလေးသူ့မျိုးလေးကိုခွင်တယ်လို့နဲ့ကလေးရဲတန်နေမကြရတော့ပါပဲ။နှုတ်ဆက်တန်နေမပေးပါပဲလက်ဆွေသားခဲ့ပါတယ်။ကိုရဲ့စကားတွေကမင်းအတွက်ချိန်သာတယ်လား။ကိုကိုကူကိုစကားတွေကိုပဲအစိတ်ကြီးတက်ဖြစ်ဖို့ကောင်းတယ်။မင်းပေးတဲ့အချစ်တခုကိုထင်အောင်ထင်မှားနဲ့ပြည့်ရည်ပြူခဲ့တဲ့ကို့အတွက်ကဘာကြီးဟာဒုက္ခတွေလားကလေးရဲ့ ကိုဘလိုများအသက်ဆက်ဆင်ရမလဲခလေးကိုကိုလာပြီးနှစ်သိမ့်ခဲ့ပါအောင်မြကြီးနားရဲ့ဘယ်နေရာသွားသွားဝင့်တဲ့ကလေးရဲ့ရိတ်တွေလွတ်မှမလွတ်ခဲ့ပဲဝင့်ကလေးကိုထားခဲ့ပြီးမန္တလေးကိုပြန်ဖို့ပဲစဉ်းစားခဲ့ပါတယ်လေးသိမ့်ကိုကိုမင်းခတ်မောင်ရောက်လာခဲ့ပါတယ်ဒေါက်တာဒါနှင်းဦးရဲ့ဒဏ္ဍာရီစာအုပ်လေးရဲ့ပြီးတော့ဒါကမြကြီးနားကအိမ်နဲ့ဆိုင်ရဲ့စာချုပ်ပါနေဦးကဒေါက်တာကိုပြေးဖို့ရှင့်နေနေနဲ့စာချုပ်ချုပ်ခဲ့တယ်လို့ဆိုပါတယ်။သူကအဲ့ဒီလေးကိုအရင်ချစ်တော့သူ့ချစ်တဲ့ဒေါက်တာလက်ထဲမှာပဲဒီအိမ်လေးကိုပြေးခဲ့ခြင်းပုံရပါတယ်။ ဒေါက်တာရဲ့နှင်းဦးဖြစ်စေခြင်းတဲ့ဘဝပုံစံတွေနဲ့ပဲဒေါက်တာအသက်ရှင်မှာညီမလေးစိတ်နေတော့ဒေါက်တာစိတ်တွေတည်နေခဲ့မှာတော့ညီမလေးရဲ့အကိုဖြစ်တဲ့ကျွန်တော်ကမလိုလားပါဘူး။ကောင်းပါပြီကိုမေခန်ဝင့်သွားတော့မင်းဝင့်လေးမမဝင့်လက်ထဲကကလေးရဲ့ဒဏ်ရာရေးစာအုပ်လေးလို့ဖွင့်ကြည့်မိရင်မျက်ရည်မြည်တချို့ရှာရပြန်ပါတယ်။ဝင့်နေချမ်းမကြီးယူဆောင်မျက်နှာတွေလည်းချောင်းကျသွားတယ်။ခင်းသက်သာဝင့်လက်တွေကိုအုံမိုးကင်ပြီးစိတ်မသာသာဆိုတယ်။ဒီနေ့ဝင့်ကလေးအတွက်တလားပြည့်စွန့်ကတ်တာမို့ ဝင်းနဲ့ကလေးနေထိုင်ခဲ့တဲ့အိမ်မှာလူဆုံတက်ဆုံရောက်နေကြပြီးဝင်းငယ်ငယ်ချင်းတွေရဲ့ဝင်းမိပါတွေရဲ့မျက်လုံးတို့မိသားစုရဲ့ဝင်းအနားမှာရောက်နေကြတယ်။မိမိကတော့အိမ်ကားမှာရှိထားတဲ့နှင်းဦးမောင်တယောက်ထဲရိုက်ထားတဲ့ပုံလေးကိုဖြုတ်ယူပြီးမှန်သားပြင်ကိုမိမိလက်လေးရည်နဲ့ထိခဲ့ပြီးချိန်ကိုနေရှာတယ်။အဲ့ဒီအချိန်မှာ BMW နီယောင်လေးဝင်းတို့ channel ရောက်လာပါတယ်။ဝင်းခေစုသားရဲ့လက်ထဲမှာဝင်းလက်တွေကိုဆွဲပြူရင်း channel ကိုယူတယောက်လိုပြေးထွက်ခဲ့ပါတယ်ဒီဆိုင်ကတဲ့တွေပေါ့အဲ့ဒီဆိုင်ကနေတူပါလာတဲ့စုံစည်းမှုတွေပေါ့ ဆိုင်ကယ်ပေါ်မှာတက်ရှိလူသားမလေးဟာဝိရကလေးနှင်းဦးမှမဟုတ်မှန်းတိလျက်နဲ့ဆိုင်ကယ်ဟုတ်တော့ကမြတ်ဝန်းတွေကအဝိချစ်တဲ့ကလေးအကြည့်စစ်စစ်လေးတွေမဖြစ်နိုင်မှန်းတိလျက်နဲ့ကလေးရဲ့မှတ်တရားတွေကိုမြင်တွေ့ခွင့်ရရုံနဲ့ဝိအယူတစ်ပိုင်းဖြစ်ရပါတယ်။ဆိုင်ကယ်ဝါကဆင်းသက်လာတာနှင်းဦးမှမဟုတ်ပဲစစ်နေအောင်လေဝိဆိုင်ကယ်ဟုတ်တော့ချွန်နေရဲ့ဆက်နယ်ကိုကြည့်ရင်ပေါ်လာမဲ့မျက်နှာလေးကနှင်းဦးဖြစ်ခဲ့ရင်သိကိုကောင်းမှာပဲဆိုတဲ့အသည့်စိတ်ဝိရဲ့နှလုံးခုန်တန်းကိုပူပူသာသာလေးစောင့်ခုံသွားစေပါတယ်။ ဝင်မျောလင်းသလိုနှင်းမောင်မဟုတ်ပဲစက်နေအောင်ရေပါ ဝင်ကိုအာနာစွာနဲ့စာနာစွာအပြုတ်တစ်ခုလေးပေးခဲ့ပါတယ်ဝင်ထိန်ထားလို့မရတဲ့ခံစားမှုတစ်ခုကိုစုပ်ကိုင်းမထားကျင်တော့ပါဘူးစက်နေချိန်မှာငုတ်တုတ်လေးထိုင်ချပြီးခံစားရသည်များနာကျင်ရသည်များသုံးသုံးခဲ့ရသည်များနှမျောခဲ့ရသည်များအမျိုးစုံနဲ့ခံစားချက်တွေနဲ့ငိုပစ်ခဲ့ပါတော့တယ်လူတို့ချို့ရှိပါလျက်နဲ့တိတ်ဆိတ်ချောက်ကဲ့သွားတဲ့ဝင်ရဲ့အင်းလေးမှာဝိရငိုတန်နေနဲ့ပဲတိတ်ဆိတ်သက်ထန်နေတာဝမ်းနေဖို့ကောင်းပါတယ် ဒေါက်တာအလုတ်ပြောင်းဝင်သိမိဝင်းဆက်နေရဲ့စကားကိုမကြားဟန်ပြူရင်ဝင်းနယ်ကလေးနောက်ဆုံးစကားများတဲ့နေ့ကကလေးကြံခဲ့တဲ့နိုင်ဘူးလေးကိုကြည်ခဲစာကြည်နေမိရဲ့ဝင်းပန်နေကြနိုင်ကိုမှခဲရောက်နိုင်လေဝိရင်နဲ့ဆောင်းကနေခုံသွားပြီးတော့ချက်ချင်းလှူရှားသွားမိရဲ့စစ်နေအမဖိုးရောရင်ဒီမာလေးဒေါက်တာရဲ့ဝိမျက်ရည်တွေရောနှလုံးခုန်တဲ့ရောပြန့်နှံ့သွားပြီးဝိဖုံးလေးကိုယူမှုမမောစွာလှမ်းကင်လိုက်တယ်စစ်နေလားအမနာလားစစ်နေယူလို့ဖြစ်နေတဲ့ဒေါက်တာနာကိုလာခဲ့ရင် ဒေါက်တာကိုတလဲဒေါက်တာလက်ထဲကဖုန်းထဲမှာနှင်းဦးရဲ့ဒေါက်တာရဲ့နှုတ်ရဲပြောထားတဲ့ chat box ကိုနားမလည်စားကြည့်နေတယ်။မင်္ဂလာပါမဗီဒီယိုဖိုင်လေးတစ်ခုနှင်းဦးရဲ့နှင်းဦးဘေးမှာနောက်ထပ်ကောင်းမလေးတစ်ယောက်ရဲ့နှင်းဦးရှိမှာခုနကဒေါက်တာကိုင်းကြည့်နေတဲ့နိုင်ဘူးလေးချထားတယ်။မနှင်းဦးမုံစားနေတာဒါကနှင်းဦးရဲ့တပည့်လေးလေးသူ့ကိုစေတန်းတော့ကနှင်းဦးစာတင်ပေးခဲ့တာကြာပြီးကွဲသွားကြတာခုမှပြန်တွေ့တာအဲ့ဒါစုမြတ်ကသူ့စေတန်းကိုတတိတိပါတာဘာမှလက်ဆောင်ပေးလို့လို့ပြောနေလို့ ခုမဝယ်ပေးထားခဲ့တဲ့ဒီနာရီခဲအောင်ကြီးလျှော်လေးကိုစုမြက်ကိုပေးမလို့ဦးကဒီညနေမိကြီးနာပြန်မမရဲ့အချိန်ကလေးသိမ့်စင်းဖို့နီးနေတာမို့သွားဝယ်ရအောင်လည်းမဖြစ်တော့ဘူးပြီးတော့စုမြက်ကလည်းနှင်းနဲ့ထဲကပတ်ထားတဲ့နာရီကိုပဲလိုချင်တာတဲ့ပြီးဦးကြီးလျှော်လေးကိုလက်ကဖြုတ်ပြီးမနှင်းဦးကိုမစူပါနဲ့နော်ခုနှင်းဦးပေးလိုက်ရင်နောက်ထပ်ထောက်ဝယ်ပေးမှမဟုတ်လားအခုအစ်စ်ထက်နေရဲ့ပြောတယ်ဝယ်ပေးပါနော်ဟိုစုမြက်ကိုဒီနာရီလေးပေးလိုက်ပြီစုမြက်နဲ့ထဲကိုနာရီလေးကလေးကိုတိုင်းပတ်ပေးပါတယ် မဟိုချစ်တယ်နော်ဒီမှာမအတွက်နှင်းကဒီနေ့နိုင်တလုံးဝယ်ထားသေးတယ်အခုမုတ်စားပြီးတာနဲ့မစီပြန်လာမှာမဟိုချစ်တယ်ဆက်ရကိုယ်တိုင်ရောဝင့်သူရောနှစ်ယောက်စလုံးအဲ့ဒီဗီဒီယိုဖိုင်လေးကိုအသက်ရှူဖို့မေးပြီးကြည့်နေမိတယ်ထောက်တာဆက်နေနှစ်ယောက်သားတစ်ပြိုင်နဲ့အစ်စ်ဝင်လာပြီးတော့ဗျိုင်းလူခေါ်မိကြတယ်ခဏဒေါက်တာစနေသူဖုန်းကိုတတိရသွားပြီးတော့နှီးဦးနဲ့သူပြောထားတဲ့ဖုန်းကို ပြန်ကြည့်တော့တဏ္ဍာရီခွဲမှာပို့ထားတဲ့ကလေးရဲ့ငုံနေရဲ့ပုံစတဲ့ကလေးတစ်ခု အသေးကွင်းနေတဲ့သဲပုံစတဲ့ကားလေးတွေအီမိုဂျီလေးတွေစနစ်မြည့်တစ်စက်ဖုန်းစခရင်ပေါ်ကျသွားတယ်တုံရင်တဲ့အတန်းနဲ့ဝက်လက်တွေကိုကရင်နဲ့ဒေါက်တာလေးစိတ်သွားရအောင်ဝင်းနေစနဲ့ဆိုင်ခင်းနဲ့လေးစိတ်စီရောက်လာခဲ့ပါတယ်လောကီရင်လာကခီးတဲ့စီရင်ကိုနောက်တစ်ခါပြန်ကြည့်တော့နှီးဦးအပြည့်စုမျက်နှာပဲပါတွေ့ရပါတယ်စနဲ့အခုကိုဘလိုခံစားရမှာလဲခလီကခလီခလီဝင်းမြည့်ရီဤကနေပြိုစင်းလာပြန်တယ်ဒေါက်တာတစ်ချက်စနဲ့လိုတိရှာပြန်စင်းလာရအောင်နော် ိုက်နေကလင်းထွက်ချိန်က2နာရီနှီးဦးစနေကိုနောက်ဆုံးပို့ထားတာက2နာရီခွဲတကယ်လို့နှီးဦးလင်းမသာပါသားခဲ့ရင်အိုက်စတေကတွေကစနေစီရောက်လာစရာမရှိဘူးနိုင်ဝဲအတွင်းတော့ဗမော်ကိုမရောက်နိုင်ဘူးလေလင်းဘုံမှာဖုံးမှာသုံးလို့မရပဲပြီးတော့နိုင်က နိုင်ကနှီးဦးပထတာမှမဟုတ်ပဲနှီးဦးမသေးဘူးဒေါက်တာရဲ့နှီးဦးစနေတွေကိုပြတ်မသွားဘူးနှီးဦးရှိသေးတယ်ဒေါက်တာမငိုပါနဲ့တော့အားလုံးအဆင်ပြေသွားပြီပဲသူ့ကိုဆက်နေရအောင်ပြန်ရှာပြီးဒေါက်တာစီပြန်ခေါ်ပေးပါမယ်နော် ဝင်းဆက်နယ်စကားအဆုံးမှာဆက်နယ်ကိုအာဂိုတကြီးဖက်ပြီးလေးစီထဲမှာရှာရည်တငင်ကိုကြီးခဲ့ပါတယ်။ခလီးရင်အိမ်မဆိုးတွေထပ်မမပြရစင်းနေတော့ခလီးဒီကဘာမှာအသက်ရှင်ကျန်တဲ့စိတ်လေးနဲ့ကိုယ့်ရင်ခုန်တန်းတွေပြန်နှိုးထားရပါပြီ။ကိုကိုချက်နိုင်လို့နဲ့ခလီးကို့အတွက်တက်တန်းတဝက်လောက်ကိုအချိန်ပေးချေခဲ့ရတဲ့မိရင်တွေကိုပြန်ပြီးပြည့်စက်ပြရစီအောင်ကိုရဲ့လူမဆန်တဲ့အချိန်စာတွေအတွက်ရစင်လုံးနဲ့ဆုံးဖြတ်ချက်အမှားတွေအတွက်မင်းကိုပြန်ပြီးတောင်းပန်ပြရစီအောင်။နှစ်နှစ်ခံကြပြီးရဲ့အခါမှာတော့ ိုလှုပ်ထွက်ပြီးကလေးကိုရှာတော့မယ်။ဟမ်မထွက်ပါနဲ့ဆက်နေရှာနေတာပဲဟာ။နှစ်နှစ်လုံးလုံးဆက်နေရှာပြီးနေတာပဲ။နေရာနှံ့သွားနေရာနှင်းဦးကိုရှာဖို့ဆက်နေတာဝင်ထား။ဒေါက်တာကစီရင်ကမထွက်ပါနဲ့။နှင်းဦးကပြောပြီးသားပဲကိုဒေါက်တာကိုဒီလုံးနဲ့ပဲမြင်ချင်တာလို့။ကိုတိမခံနိုင်တော့ဘူး။ဘယ်တွေရောက်ပြီးဘလောက်ဒုက္ခတွေကြုံမလဲ။ကိုတရမှစိတ်မချရဘူး။ကိုနားမှသူရောက်လာမှပဲကိုအစီပြေတော့မှာ။နေမကြပါနဲ့ဒေါက်တာရဲ့ဆက်နေနားလဲတာပေါ့။ ဒေါက်တာနှင်းဦးကိုအရန်လိုအပ်နေတာကိုဆက်နေလဲရင်ပူတာပဲစစ်နေတဲ့ငယ်ချင်းကိုလည်းရှာမတွေ့ဒေါက်တာကလည်းအခုလူကဘာပြက်နေစစ်နေရှားတဲ့ကဘာဆက်လုပ်ပေးရမှန်းတော့မသိဘူးအဲ့ချိန်မှာဝက်ပုံးလေးပြီလာတယ်ထားမြက်ဟုတ်အမဝေးမြင်းကြီးနာသတင်းစာမှာသတင်းတစ်ခုတက်လာတယ်ရှက်ပြီပြမမိဘမဲ့ကလေးခေရာတစ်ခုအကြောင်းရေးထားတာသတင်းထုတ်တွေကကြောက်ပိုက်ချင်းကြောင့်အငင်းခုန်နေ ဖြစ်နေပြီးနှင်းဦးမောင်နောက်တယောက်ထပ်ရှိနေရလားတဲ့ဘလို့ဒေါက်တာဘာဖြစ်တာလဲ စစ်နေစကားကြောင့်ဝက်ဖော့စ်ဗီကာကိုဖွင့်လိုက်တယ်။ယူချီနာကလူကြီးပိုင်းတွေလည်းဒီကိစ္စကို အားလုံးဥတည်နေကြပြီ။တည်င်းသားထဲမှာနှင်းဥပုံကညာလို့မရဘူး။အဲ့ဒါရှမ်းပြည်အဲ့ဒီနာပိုင်းမှာဒီမှာကိုမင်းခမ်းမောင်တို့ဆရာကျူးဆက်တို့တွေအားလုံးရှမ်းပြည်ပြန်သွားဖို့စီစဉ်နေကြပြီ။ဒေါက်တာကိုလက်ချီတော်မှာနှင်းဥမောင်ငါ့မြုံမှာသွားပြီးငါ့ကိုစိတ်ဒုက္ခကြီးကျယ်ပေးတဲ့ဟာလေးညီတော်ထမင်းဝါအောင်စားတာစက်နဲ့မျက်ရည်တုပ်ပြီးဆိုတော့ဝိရင်နဲ့လိုက်ကနေပြုံးမိသွားတာများစက်နဲ့မြ мян လေးမောက်လို့ရအောင်လား လေးမြန်မဟုတ်ဘူးဒေါက်တာရဲ့မြန်မြန်မောင်းတာကြရင်တော့ဒေါက်တာနှင်းနဲ့တွေ့မှမောင်းခိုင်းဟုတ်ပါပြီကိုရမ်းတွေ့ချင်းနေပြီဒေါက်တာဒီတစ်ခါတော့ဒေါက်တာနာကနေဘယ်မှထွက်မသွားအောင်အပီးချုပ်ထားလိုက်တော့နော်စက်နယ်လိုက်ချရတာမောတယ်မြမပြီးအနှံ့လဲစုံနေပြီတရုတ်ပြည်တော်ရောက်လိုက်သေးတယ်ဟင်တကယ်တကယ်ဒေါက်တာရဲ့နှင်းဦးကတရုတ်စကားတက်တော့တရုတ်ပြည်မှာပဲစကားပြန်လုပ်နေမလားဆိုပြီးပြောရတာမဟုတ်ဘူးသူကထင်ရလို့တက်တဲ့သူဆိုတော့သူတရုတ်စကားတက်တာကိုလည်းမသိရပါလားဟာအဲ့ဒါနှင်းဦးမောင်လေး တရုတ်စာတက်ရှင်တို့များတင်ထားတဲ့မှတ်နေလားဒေါက်တာကတခါက Facebook မှာတရုတ်လိုမမမျက်လုံးကိုပြောထားတာမို့လားအဲ့ဒါသူကတွေ့သားပြီးဒေါက်တာတက်ရင်သူလည်းတက်မှဖြစ်မယ်ဆိုပြီးဆက်နယ်ကိုကြကြီးကြောင်ကြတော့တာပဲဒေါက်တာကတကယ်တင်မထားမိလို့ပါဟိုးငါနှစ်ကျော်လောက်တဲ့ကနှီးဦးဒေါက်တာကောင်ကိုလှမ်းအပ်ပေးရင် private ကနေစာရင်းလည်းလှမ်းဖို့တယ်ဒေါက်တာက front page မှာအက်လက်မခံပဲသူ့မှာကြီးခွဲရောကို front page ထဲမှာမထားတာပါနှလုံးသားထဲတော့ထည့်ပြီးသွားပြီး ဒါနဲ့မင်းကနှင်းဦးကြောင့်တော်တော်သိတာနော်ကို့အကြောင်းနေလေသူကမင်းကိုပြောပြရတယ်ဗောနှင်းဦးကဒေါက်တာကိုချစ်တဲ့အချင်းမျိုးတိမဟုတ်တာဆက်နဲ့နှင်းကိုရမ်းချစ်နိုင်ပါတယ်နှင်းဦးကလည်းဆက်နဲ့ကိုတိတ်ချစ်တာနှင်းဦးကတခြားတယောက်ကိုရွေးချယ်ခဲ့ရင်တော့ဆက်နဲ့ကဖဲထုတ်ခံရမှုမရှိဘူးဆက်နဲ့ကလည်းနှင်းဦးကိုကလန်ကစံလုံးမဲ့လက်တော့ဘုံမျိုးစုထဲထောင်စိတ်မကူရှိပါလားနှင်းဦးရွေးချယ်သွားတဲ့နေရာကဆက်နဲ့နဲ့နီးဆုံးဒေါက်တာရဲ့အဖြစ်ရှင်ဆုံးနေရာဟုမှသူနဲ့ပတ်သက်တဲ့သူတိုင်းကံကောင်းခဲ့ကြပါတယ် ဒါမှမဟုတ်ဆက်နေတဲ့နေဦးကိုကန်ကောက်စေချင်တာဒေါက်တာနေဦးကိုဒေါက်တာလက်ထက်ဆက်နေအပ်ပါတယ်နော်စိတ်ချပါကိုလည်းသူ့ကိုလိုအပ်ပါတယ်ချန်ချီကြီးတွေကိုဆက်နေကောက်ကိုအချိန်မင်းနဲ့မောင်းလာခဲ့တယ်ဟဲ့ဟဲ့ဘလို့တော့လေးရင်ပြက်ပြီးတော့မသေးဘူးကတိုက်လို့သေးတော့မင်းခလေးကအော်ကြီးဟစ်ကျဲဆိုလိုက်ပြီးခလေးရဲ့ဘီမှာခလေးလေးတတိုင်းနဲ့ဆက်နေကောက်ဘောကဆင်းတော့နေဦးမောင်ကိုလက်သီးနဲ့အသားလေးခပ်မပွားထိုးရင်အဲ့လိုနော်ဟွန်းနေကတွေ့အောင်မရှာတာငါကနေနှလုံးသားရဲ့နေဆုံးနေရာမှာအမြဲရှိနေကြပဲကို အင်းဦးစကားကြောင့်ဆက်နေကနှင်းဦးကိုဆွဲဖယ်ပြီးတဟားရယ်ခလေးကလည်းဆက်နေကိုဖတ်ပြီးမျက်ရည်တချို့ကြွေးဆင်းသွားတယ်အဲ့ဒီမြင်ကွင်းကိုဝင့်ကားထဲကနေကြည့်ရင်နာကျင်လာသလိုငိုကျင်လာလို့ဖြစ်လာတယ်ဝင့်တပြင်းတချို့လွှတ်ထုတ်ပြီးတော့ကားပေါ်ကဆင်းလာတော့ဆက်နေကိုဖတ်ထားတဲ့ခလေးမျက်နှာရုတ်တရက်တီးသွားပြီးဆက်နေဖတ်ထားတဲ့လက်တွေကိုဖဲလိုက်ပြီးတော့ရောင်နှန်းနာနဲ့မဝင့်နာတဲ့မိုးချိုးပြစ်ချလိုက်သလိုမျိုးခလေးရဲ့တန်ကဝင့်နှလုံးသားထဲဝင်ရောက်အိုဆိုးသွားတယ် ဝင်တောင်းတာခဲ့ရတဲ့ဝင်အကြားရင်ဆုံးဝင်ငမ်းဖို့ခဲ့ရတဲ့အတန်လေးခလီရဲ့မလို့ခေါ်တယ်လေးခလီဝင့်စီပြေးလာတယ်ဝင်ရင်ဝင်ထဲကို ရှက်နေသောကိုဝင်ဖတ်တွေ့ထားပြီးတဲထန်သာခလီကိုပါတော့တယ်ဝင်ခန္ဓာကိုယ်ကိုလာဖက်ထားတဲ့ခလီလက်တွေကနောက်တစ်ခါလက်လွတ်လိုက်ရမှဆိုလို့အတင်းရောင်သူ့အင်အားတွေနဲ့ကုန်ခိုင်းတဲ့ဒီဖတ်တွေ့ထားတဲ့လက်မျိုးတွေပါဝင်ရင်ဝင်ထဲခေါင်းလေးတို့ရင်ကိုနေတဲ့ခလီကိုဝင်အခါခါနှမ်းဆိုင်ရင်ကိုတို့ထပ်ပြီးမဝေးပြရစင်းနေတော့ခလီရဲ့ မကိုယူမတဲ့လွမ်းခေရတာပါမရဲ့ချင်းစားတွေကြောက်တာဝင်ကလေးကိုဒီထက်ပိုပြောဖို့ခွင့်မပေးတော့ပါဘူးကလေးလက်ကိုဆွဲပြီးတောင်းတဲ့ရှိရာလူရှင်းတဲ့ချမ်းပဲအတွင်းထဲသို့ပြေးထွက်လာခဲ့တယ်။အပင်းကြီးတပင်အောင်အောင်မှာတော့ပြည့်ရှည်လာမြောင်ကိုကြည့်ခဲ့ရခြင်းတွေအတွက်လက်ဆုခဲ့ရခြင်းတွေအတွက်အတိုးချပြီးကလေးနှခလေးများကိုအယူမှုငတ်ဖို့စွာစုပ်ယူနှမ်းဆိုင်မိပါတယ်။ဝင်းရဲ့နှမ်းချမ်းတွေအောင်မှာကလေးလက်လေးဝင်ကားကိုဆုပ်ကိုင်းလိုက်ပြီးမင်းဝင်းဘာကုန်းမှစိတ်မလွင်တော့ပဲ ဝိနှုတ်ခမ်းအောက်ကဝင်းချစ်တဲ့ကလေးနှုတ်ခမ်းလေးစီကိုပဲစာလောင်သွားနိုင်ဆိုင်ခရင်နဲ့ရှမ်းပြည်ရဲ့အေးဆက်ဆဲညချမ်းလေးတစ်ခုမှာစနေရဲ့အေးလေးမှာလူဆုံတက်ဆုံစနေမိသားစုပြင်ဝင့်ရဲ့နှင်းဦးရဲ့ထမင်းစားသားပြီးစနေရဲ့ညီမလေးရဲ့ခေါ်ဖို့ကြော်ပူပူလေးရဲ့ကော်ဖီပူပူလေးနဲ့အားလုံးအေကမ်းမှာနေရယူရင်ကဲနှင်းဦးမောင်နေ့ရုပ်တော်ပုံလေးကကိုရှင်းပြပါအောင်ခလေးကဝင့်သူ့ကိုပခုံးလေးပတ်ထားတာမို့ဝင့်ကိုမော့ကြည့်လိုက်တယ်ပြီးမှစနေရဲ့မိကုံဖြေတော့တယ် ငါမိုင်းကထွက်လာတော့မက်ခေစုသားနဲ့မဲကျော်တို့နဲ့တွေ့ရင်မက်ခေစုသားကလမ်းမှာခဏဆင်းပြီးလိုအပ်တာဝယ်နေပေမဲ့မဲကျော်ကပဲငါ့ကိုလေးစိတ်လိုက်ပို့ပေးတယ်။ငါလေးစိတ်ပေါ့ဝဝင်ငန်းဒီမှာပဲမက်ခေစုသားမဲကျော်စီကဖုန်းဆက်လာတယ်။မမတတိလေသွားလို့စီယုံတင်လိုက်ရတဲ့ကြောင့်ငါငုံနေနေပဲငါစီးမဲ့လေးဘက်ကိုလာခဲ့ရင်စုမြတ်နဲ့တွေ့တယ်။မဲကျော်ကတော့ငါ့ကိုထားခဲ့ပြီးမဆီအမြန်ပြန်သွားတာပေါ့။စုမြတ်နဲ့တွေ့တော့စုမြတ်ရှိမှငါတရားငိုတော့ ။စုမြတ်ကမစီပြန်သွားဖို့ငါ့ကိုနားချတယ်။မစီရုံမှာဘာပဲဖြစ်ဖြစ်ငါ့ကိုလိုအပ်နေမှာပဲတဲ့။ငါထွက်သွားတာနဲ့မအခုလိုသတိလေးပြီးကြံခဲ့တယ်ဆိုတာကြည့်ုံနဲ့မရင်ထဲမှာငါတွေ့နေရတဲ့အများကြီးရှိတဲ့အကြောင်းစုမြတ်ကနားချတော့တာပေါ့။ဒါနဲ့စုမြတ်ကလေးရင်ပေါ်တက်သွားပြီးငါ့ကိုနှုတ်ဆက်သွားတယ်။ငါထိုင်နေတဲ့နေရာမှာပဲဘာလို့ရမှန်းတွေ့လို့မရခဲ့ဘူး။နိုင်ဝဲလောက်ကြတော့ငါရင်နဲ့တင်းကျက်လာတာမို့နေ့စီကိုဖုန်းဆက်ဖို့ကြံသေးရဲ့ဒါပေမဲ့ငါနင်းနဲ့ဖုန်းပြောနိုင်တော့တဲ့အထိအားမရှိဘူး ာနစ်စီကို emoji တွေအပို့ပေးခဲ့ပြီးအဖြေရှာနေခဲ့တာပဲဆက်နေငါလေးစီကနေထွက်လာပြီးမစီပြန်လာမယ်လို့တော့လေးစီမှာရုပ်သေးဖြစ်လာတော့ခုနကစွမျက်စီသွားတဲ့လင်းရင်လမ်းမှာပြက်ချတဲ့တရင်ကိုရတော့ငါစွမျက်တွေပူပန်ပြီးရရကာနဲ့မြင်းနာကိုပြန်သွားခဲ့တမျိုးလုံးအော်တော်နေပြီးငါခန္ဓာကိုယ်ဆိုပြီးမှတ်ယူနေတာကိုငါရှင်းပြဖို့ခွင့်ရမရခဲ့ဘူးငါစွမျက်တွေကောင်းဆုံးကိုတင်ပြီးအလူတန်းတွေလှုပ်ပေးခဲ့ပါတယ်ငါနာမည်တရထားတဲ့တပ်မဲ့အုပ်ကူတစ်ခုဟာငါမဟုတ်ပဲစွမျက်ဆိုတာ စုမြန်နဲ့ငါကလည်းဘယ်သူမှမသိနိုင်ဘူးစုမြန်ကလည်းငါလိုတကောင်ချက်မို့စုမြန်လောင်ကိုလာရှာတဲ့သူတော်မရှိခဲ့ခြင်းကပိုးပြီးငါဆိုတဲ့ယူဆချက်ကိုပဲအတည်ယူခဲ့ကြတာပေါ့ဒါနဲ့ကလေးကကိုနဲ့ဆက်နေယူလို့မနေတာကိုလည်းတွေ့တယ်ပေါ့အင်းတွေ့တယ်နေဦးလည်းရင်နာရတာပဲနေဦးစုမြန်တွေရုံမရတမျိုးနေဦးချစ်တဲ့မရဲ့ငွေနေတာကိုမြင်နေရတာတမျိုးဟိုဆက်နေမရဲ့တင်းမလို့ဖြစ်နေတာတမျိုးနဲ့နေဦးအယမ်းပြန်မှန်းခဲ့ရတာပါနေဦးကိုကိုမိခင်မကိုတော့အတိမပေးပဲ ခီယုံနဲ့ကြီးမီစီသွားအချိုးချောင်းပြောပြီးတော့မီရှိနားကချန်တဲ့အိမ်ကိုမအတွက်လှဲပေးပြီးတော့ဆက်နေရတီမြို့မှာဆက်နေညီမလေးခင်နှန်းကိုပြန်ပြီးကိုညီတောင်းဆက်နေကိုလည်းအတိမပေးပဲတိတ်ဆိတ်ခဲ့ရတာပါတိတ်ဆိတ်လိုက်ရတာကလည်းမအတွက်အမှိုက်မဖြစ်စေချင်တဲ့စံနာနဲ့ပါမရဲ့ချိန်စာတဲ့မုန်းတွေကိုခံစားရတာလူကပူလောင်လို့နေအေးချမ်းပါသေးဆိုပြီးဒီဘက်မှာဝါသနာပါတဲ့လုပ်တွေလုပ်ခဲ့ပေမဲ့နေတိုင်းမောက်ကိုလွှမ်းဆူရတာမသက်သာလှပါဘူးလူတယောက်တည်းကိုပါသာတိတ်တိတ်ဆိတ်သိဆုံးလိုက်ရတာက အတိတရားတွေရောနှလုံးသားတွေပါထုံချင်းအောင်မြက်စေပါတယ်။ပြီးဦးရဲ့အယူးကတီးရဲ့ချင်းနိုင်ချင်းဒီမှာငါ့အတွက်ပါပြောက်ွက်သွားဖို့လိုအပ်လို့လား။နေသည့်ရဲ့မဝါသည်မှာပေါ့။မျက်နှာငါနဲ့မကိုသဘောတူတဲ့လူဒီကဘာမှာပဲနှစ်ယောက်များရှိလို့တော့ငါကတော့တော့ကိုသနာလို့ပါ။စက်နေရဲ့အဖြေကြောင့်ခလေးကဝင့်ကိုငေးဆိုင်ကြည့်လိုက်တာများဝင့်ရင်နေတလက်လက်ဖြစ်ရတဲ့အထိနန္ဒခင်းနေအောင်ကြီးကဝင့်တို့ခန်းလေးစီကိုတွဝင်လာတယ်။မှန်ချက်တွေနဲ့ကုန်းမြေပေါ်ကအင်းလေးစီမှာဝင်းနဲ့ကလေးတညတာအိတ်ဆက်ခဲ့ပြီး အနေမိုးတောက်ရောင်းနေတွေလွင့်စင်နေတာကိုအိတ်ရမှမထားပဲဝင်ငေးကြည့်နေမိရဲ့။ဝင်မင်းမှာဆောင်ရွေလေးချုပ်ထားတဲ့ကလေးကအဝိမဲ့ခန္ဓာကိုယ်လေးဖြစ်နေရဲ့။ကလေးရဲ့ရင်သားတစ်ဝက်ထီသားချုပ်ထားတဲ့ဆောင်လေးကြောင့်ခွေးဦးနုဖတ်နေတဲ့ကလေးရဲ့သားဆိုင်လေးတွေလေးဆောင်လေးအိတ်နေကြမှုလည်းပဲညံ့ရိုးလေးတွေမွေးညင်းနေလို့လေးရှက်နေလေးရဲ့ကလေးရဲ့လည်းပင်လေးတွေစံနေလေးဟိုတစ်ခုဒီတစ်ခုပုံချနေရဲ့ဝင်းကလေးရဲ့မျက်နှာလေးကိုမျက်နှိုးစာငေးကြည့်နေမိရဲ့စံနေလေးကိုနှစ်ဖူးလေးစီတတ်တင်လိုက်ပြီး ကလေးရဲ့မျက်လုံးလေးကမျက်တောင်လေးတွေစိတ်ပိတ်ထားတဲ့နှုတ်ခမ်းရရဲ့လေးတွေဝိရင်နေခုံလာမိရင်ဝိရင်နဲ့သမီးလေးကအိတ်ဆက်ကောင်းတော့ဝိကလေးကိုနှင်းမျောသွားတဲ့ငေးကြည့်လိုက်ရင်လည်းအကောင်လေးခြောက်လာတယ်။ကလေးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေကိုဝက်လက်ချောင်းလေးတွေနဲ့ထိတွေ့ခြင်းစိတ်တွေအုံကြွာလာတယ်။ကလေးနှူးသောမှလည်းစိုးရိမ်စိတ်ကရှိသေးပါတယ်။ဝိကြောင့်ကလေးအိတ်ဖို့အချိန်ကြီးနေခဲ့တာမို့လား။ဝိရင်နေလဲဗျံပရာခုံလာပြီးဝိမျိုးဝင်းနေမိမိကအိတ်နေရဲ့ကလေးနှုတ်ခမ်းစီဝိနှုတ်ခမ်းနေဥတီလိုက်ချိန်မှာ မနည်းနည်းလေးနေပြီဟာရုတ်တရက်မျက်လုံးကြီးပွင့်ပြီးကလေးစကားသံကြောင့်ဝိမျက်နာထူးဖူးရှက်ယွံသွားတော့တယ်ကလေးကဝင့်ကိုဆွဲဖက်ပြီးသူ့ရင်ခွင်ထဲမှာထည့်လိုက်တော့ဝိမျက်ဝန်းနေစီရောက်လာတဲ့ကလေးရင်ညွန့်နေကလေးရဲ့ချစ်တယ်မင်းကိုကိုယူလောက်အောင်တိတ်ချစ်တယ်ကလေးရဲ့တကူလုံးဝိရဲ့နန်းတွေအောင်ပါဟဲ့ဝင်းသူအောင်နင်ပြမလာသေးဘူးလားဒီမှာသမီးနှင်းဦးရောက်နေပြီတကယ်တည်းစီးုံနဲ့အိမ်ကားမောင်းတော်ကိုအချိန်ဘယ်လောက်များပေးရမလဲမသိဘူး ဝင်းကားမောင်းနေရင်မိမိရဲ့စုံတော့တဲ့ဖုံးတန်ကြောင့်ကားကူကူဆိုင်မောင်းပြီးမိမိဝင်လာနေပြီအဲ့ကလေးကဘယ်လိုများမိစီရောက်သွားတာတော့ဝင်းစီအရင်မလာပဲနဲ့ညီတော်ဝင်တို့ကြားမလို့ပါဟုတ်အေးသူ့မိစီသူ့ရင်လာတာပဲညီအမြန်ပြန်ခဲ့ဝင်းဂျီနူးစာပြုံးနေမိရဲ့ကျေးဇူးလေးတင်ပါတယ်မိမိရဲ့ဝင်းရဲ့ကလေးလေးတွေမိဘနေရာကိုယူပေးတဲ့မိမိနဲ့ဖေဖေကိုဝင်ရှင်ခုံးမိပါရဲ့ဝင်းရဲ့ကလေးတွေမြတ်တာတွေခွဲဝေပေးတဲ့မိမိကိုတိတ်ကိုလေးစားမိပါရဲ့မ ဝင်းမေမေစီရဲ့ရောက်ဝင်းကလေးလေးကဝင်းကိုထွက်ချိုးပါတယ်အချောင်းမကြပါမကြနဲ့ကိုလည်းမသိရပါလားကလေးရဲ့ဝင်းကလေးနှစ်ခုလေးကိုအနမ်းလေးချွေချာရင်းဆိုတော့မေမေခေါ်လိုက်တာဝင်းသူရှမ်းပြည်နယ်ဘက်ကိုပျောက်ရှောက်ထားတာလေဒီနေ့ဝင်းစီရလမ်းပြောလို့မေမေကသမီးနှင်းဦးကို ပြောရအောင်လမ်းခေါ်လိုက်တာနေရာသားတယောက်ကိုတယောက်ခွဲမနေနိုင်ပဲမေမေသိပါတယ်ဝင်းသူရဲ့တကယ်လားမေမေဟုတ်တယ်လာလာသမီးဆောက်ရအောင်သမီးဖီဖီစောင့်နေတယ်ကလေးရှင် အကောင်ဟောင်းလေးကသုံးသေးလားဝင်းနဲ့ကလေးရှမ်းပြည်ဘက်ကိုပြန်လာနေပါပြီကလေးချစ်တဲ့မိဘမဲ့ကလေးတွေရှိတဲ့ချမ်းစီကော်ဖီမင်းတွေစိုက်ထားတဲ့ချမ်းစီဝင်းနဲ့နေကြခဲတခင်းစိုက်ထားတဲ့ချမ်းစီအိမ်မဝင်းနေရှိတဲ့ချမ်းစီဝင်းချစ်တဲ့ရှမ်းကောင်းပြင်းပြင်းစီဘာလဲရင်ဝင်းကောင်းမောင်းနေရင်ပြုံးလိုက်ပြီးတော့ကိုကိုရည်စားစကားလာပြောတဲ့အကောင်လေးကဖိုင်တာဒီဇိုင်းနဲ့ဆိုင်ငယ်စီးနေရဲ့ profile နဲ့အကောင်လေးရှင်ချင်းမနီနဲ့ကိုလက်ခံလိုက်ပြီနော်ဟာမတကယ်နောက်တယ်နော် အထထပြချားလာပြီး ရှင်လေးကရောကိုကိုမကြောက်မရွံ့လာပြီးတော့ရစားစကားပြောရတဲ့နော်ဟိဟိနှီးဦးကမအကောင်ကိုနေတိုင်းဝင်ကြည့်တာရှင်မကလက်မခံမိမဲ့မရဲ့စတိတက်လေးကုန်ကြည့်တာအဲ့ဒါခုချိန်လေးဒီပဲမထင်ရဘူးနော်ဟာကလည်းလုတ်တက်သေးတာချက်တာကိုမရဲ့မလည်းနှီးဦးလိုလူတယောက်ကိုအဲ့တယောက်ကိုပဲချစ်ဆိုင်ပြီးချစ်ကြည့်နှီးဦးရဲ့ကိုချောင်ခိုးဝဲတွေအကုန်တက်သွားစေရမယ်ကိုကတော့ဘူးဝင်နေနေပဲချင်ပါပါတချို့လူတွေလိုချစ်နေတာကိုဟန်ကြီးဆောင်ပြီးတော့ပြေးဆဲတူတူကြွေမပြပါဘူးနော် ြောလိုက်ရင်ဒေါက်တာအတွက်ဒေါက်တာအတွက်နဲ့နှင်းဦးမောင်လူလေးကြီးတော့ငါးပေလေးမရောက်ပဲမာယာကြွက်ကျက်ခေါင်းနှာကိုချီကပ်လာတာများဆရာကြတယ်။မကလည်းနှင်းဦးကမကိုရမ်းချစ်တာကိုအဲ့လိုမလောက်ပါနဲ့။မကိုချစ်တာနဲ့ပတ်သက်ပြီးတော့နှင်းဦးချစ်တီကိုဟာသာမလုပ်ပြပါနဲ့မရဲ့။ဝိတ်ကလေးကိုအာနာသွားပြီးကောက်ကိုခဏရလိုက်တယ်။ဝိတ်သူ့ကိုချစ်တဲ့ကြောင့်လည်းတခါတည်းပြောမှဖြစ်တော့မယ်။ကလေးရဲ့စိတ်ခံစားချက်တွေကိုအသက်ရှင်ဆုံးဖြစ်ဖို့ဝိတ်ကြိုးစားရမယ်။ကောက်ကိုဆင်းပြီး တောင်းတန်းနေရှိရာကိုမျက်နှာမူပြီးတော့ကလေးကိုတခုပြောမယ်နော်ကလေးဟာလဲကိုရင်ထဲမှာနေရာတခုတည်းရှိနေခဲ့တာဝန်ခံပြရစီကိုမင်းစေတန်းတို့ကပထမဆုံးမြင်မူပြီးကိုနှုတ်ခမ်းကနေချောတယ်လို့ပြောခဲ့တာကိုချိန်နေသည်ကိုနှုတ်ကထွက်ကြလာတဲ့အဲ့စကားကကလေးတယောက်ပဲရှိခဲ့မူတာပါကလေးနဲ့ဟိုးဝေတိတ်တိစီမှတ်မှတ်ရရပြဿနာတွေအတူရင်ဆိုင်ခဲ့ကြတယ်ကကလေးဟာတချင်ချင်းဖို့ဘွားတွေကိုပြန်ရောက်လာမယ်ဆိုတာကိုသိခဲ့ပြီးသားဘာလို့လဲဆိုမင်းရဲ့လူတယောက်ပေါ်ချင်နိုင်ခြင်းက ကိုနဲ့တိတ်သူတွေကိုရဲ့ဝတ်ပုံစားပုံတွေကို့အကြိုက်နဲ့မင်းကြိုက်မယုံနိုင်တော့ဘူးဒီခဲတာကတချိန်မင်းဟာကိုရဲ့ဖူးစာပဲတရားမလို့ဆိုတာကိုလက်ခံခဲ့မိပါတယ်မင်းရဲ့ကဟောင်းလေးနဲ့လာအပ်တဲ့နေ့မှာကိုဟာစီးုံမှာတာဝန်ထမ်းဆောင်နေတာမှမဟုတ်ဘူးပိုကလေးကကုမ္ပဏီတစ်ခုမှာတာဝန်ထမ်းဆောင်နေရဲ့အပြင်ဆရာဝန်တယောက်အနေနဲ့ပဲဒါပေမဲ့မင်းကိုကိုရည်သားသားကိုကြောင့်ကိုယ်ပြောလိုက်တဲ့ကကိုမင်းကိုပြန်မှတ်မိပြီးမင်းရဲ့အကြောင်းတွေတင်းစေအကုန်စုံစမ်းတော့ကိုမင်းအကြောင်းတွေသိလာရတယ် မင်းနာစိတ်ကိုဖြူစလင်းတဲ့ကလေးမျိုးကိုမင်းရှိတဲ့မျိုးစီမရောက်ရအောင်လာခဲ့တာမင်းတခါကကို့အတွက်နဲ့ခေါင်းရည်တွေတောက်တဲ့ညမှာဝူးဝူးယူးနဲ့မင်းတက်တာလိုက်တဲ့မားဆိုတဲ့စကားလုံးတစ်ခုကအစကမျက်လုံးကိုရေရခဲ့တယ်ထင်ခဲ့တာတဖြည်းဖြည်းနဲ့မင်းရဲ့စိတ်တစ်ခုလုံးကို့ဘောဘုံဝတ်ထားတယ်ဆိုတာက ကိုနဲ့မင်းခန်းထဲမှာမင်းကိုချစ်ခွင်ပန်တော့မင်းတို့ကအမကတေချာလို့လားဆိုတဲ့မိခေါနောက်ကမင်းမျိုးဝင်နေပဲကိုကိုသိရသသာကြီးလိုအပ်နေလေအရန်ကို တောက်တာနေပါလေရဲ့နည်း ဒီနေ့ကကိုမင်းမေးလိုက်တယ်ကကိုမင်းရဲ့ဘက်ကိုမြင်ခဲ့တာပါကိုရင်ထဲမှာမင်းပြင်တခြားတယောက်ထက်ရှိမှာအစိုးရလွန်ခဲ့တဲ့မင်းကိုအဲ့ဒီနေ့တုန်းကကိုချစ်သွားတာကလေးကိုမင်းကိုနေဦးမအောင်တစိုးထိုးကြီးကြဲကောင်းပါလေးဆူဆူလေးမတ်တိလေးနဲ့ချစ်ခဲ့တာပါကွာအဲ့ဒါဆိုမကနေဦးကိုဘာလို့ဒုတိယချိန်မောင်းထုတ်ခဲ့တာလဲမေးပြီဝိရညကြီးရှင်မာလေးကဖြေရခက်မဲ့မေးခွန်းလေးအဲ့ဒါကမင်းကမျက်လုံးတွေကိုကိုတေချောင်းကြံမှုတယ်ဆိုတာသိလိုက်ရလို့ မင်းတနဲ့လဲပြီးမျက်လုံးကိုချစ်ခဲ့တာလားဆိုတဲ့အတွင်းနဲ့ကို့အတွက်မကြံတော့မှကြောက်လို့စုကန်ကန်ခဲ့တာပါ။အင်းနင်းဦးကအဲ့တုန်းကမကိုချစ်မှမချစ်မိသေးတာ။မကနင်းဦးရှိမှမရောက်သေးတာမရဲ့။တကယ်လို့များမျက်လုံးနာမင်းကိုရွေးချယ်ခဲ့ရင်မင်းသူ့ကိုယူမှာလား။ဟင်နင်းဦးကမမမျက်လုံးအတွက်ဝင်းသူအောင်ငယ်စားလေးပါ။မရဲ့နင်းဦးကမနဲ့တွေ့သူလားကိုအဲ့ချင်းဒီတုန်းကမကမမမျက်လုံးကိုဂရုမစိုက်တဲ့အချိန်နင်းဦးကလည်းခလေးသာသာအတိအနေနဲ့ဆိုတော့ မမမျက်လုံးတန်အောင်စင်ကိုအချစ်လိုထိခဲ့တာပေါ့တကယ်တော့နှင်းကမမမျက်လုံးတွေလူသုံးတယောက်သာပါမမမျက်လုံးရဲ့တခဏသာလိုအပ်ချက်တွေနှင်းတယောက်မရဲ့မုံတော်ခံခဲ့ရတာပဲကိုတချို့ရှိကတိတ်ကိုရဲ့ကြက်ကောင်းနေမရဲ့အသုံးချဖို့အရာအတွက်ဒုတိယရဲ့နှလုံးသားကိုအလဲအလဲလှုပ်ရကြတယ်သိဆုံးသားတဲ့နှလုံးသားတွေတဲ့အသုံးချသွားခဲ့တဲ့သူတွေကလှဲ့တောင်ကြည့်ကြတော့ဘူးသူတို့ဆန္ဒတွေသူတို့ရဲ့ပန်းတိုင်းတွေအရောက်မှာသူတို့ဝင်ကြနေပေမဲ့တခါကား သူတို့အသုံးချခဲ့တဲ့နှလုံးသားတစ်စုံကိုငှဲ့ကြည့်ဖို့မေးသွားကြတယ်။မရဲ့ကဘာပေါ်မှာလီရန်သူကကြောက်စရာမကောင်းဘူး။ချစ်ဟန်ဆောင်ပြီးအသုံးချသွားတဲ့လူတစုကြောင့်ဘဝပြည့်ခဲ့ရတဲ့နှလုံးသားတည်သွားတဲ့တက်ရှိတွေဘလောက်တော်များများလိမ့်မလို့လဲ။နှင်းဦးကိုယ်တိုင်ကြုံခဲ့ရတာမို့ချစ်ချင်းမြတာနဲ့ပတ်သက်ပြီးအစစ်အမှန်ဟုတ်တဲ့အချစ်တွေကိုနှင်းဦးရှုံချပါရယ်။ဝိတ်ကလေးချင်းချင်းပဲချစ်ချစ်ကောင်းလေးနှစ်ယောက်ပဲချစ်ချစ်ဝိတ်ကလေးနဲ့ယောက်ျားလေးပဲချစ်ချစ်ဘလို့ချစ်တယ်နဲ့ပဲချစ်ချစ်အဲ့ဒီချစ်ကိုလိုသုံးလို့တာမလုပ်ခဲ့ရင်ကဘာမကြီးကပိုးပြီးလှပါမှာပါ။ နင်းကတော့ထင်းနေအချစ်ကချစ်ပဲမာရဲ့တတ်မှတ်ပြီးသားကိုရွေးချယ်လို့မရတဲ့ကိုရဲ့ဖြစ်တည်မှုကိုလက်ခံမှာဘဝကိုရုံရှင်းဆုံးဖြတ်သားမှာအနာဇာကင်းတဲ့လောကကြီးတဲ့တထောင်တနေရာကနေကိုတက်နိုင်တဲ့လောက်ကူညီပါလူဘဝကတူတူလေးပါမာရဲ့ကိုချစ်ချောင်းကိုဝင်ခိုင်းလိုက်တော်တော်ကိုစူးစမ်းလို့မအောင်မြင်လဲပါဖြစ်တော့တကူတဲ့ဘဝကိုဖြတ်သန်းရင်လောက်စရာတွေအများကြီးလုပ်လို့ရတာပေါ့ဒီကဝမီကြီးကနေကိုမလွတ်စင်ခင်အချိန်လေးမှာအကျိုးရှိမဲ့ယာရီပြည့်စက်ခဲ့ရမှာပေါ့ ချစ်တဲ့သူတိုင်းမညာခဲ့သလိုညာတဲ့သူတိုင်းလည်းချစ်မနေခဲ့ပါဘူးမယေဒါဆိုမိကူကူမမရရင်နောက်ထပ်တယောက်ထပ်မရှာတော့ဘူးရောအမှန်ပဲမှာနှင်းဦးမကလည်းပြီးဘသူ့ဘွားတွေကမှဝင်ဖို့စိတ်ကူးမရှိဘူးနှင်းဦးရဲ့ကိုတော်ဘွားထဲမှာနှင်းဦးပြောတတ်ဖို့ကြိုးစားခဲ့ပြီးသားဒါပေမဲ့ကူမကနှင်းဦးကိုလက်ထပ်တယ်လေဝိရင်ကလေးကလက်ထပ်လက်စွပ်လေးကိုဝင့်မျက်နှာနားကြီးကပ်ပြီးပြောလိုက်တော့ဝိရင်သူ့လက်တွေမှာမြင်ပြီးသတိရသွားပြီးဝိရင်ကြိုးပွေးတဲ့ထဲမှာကလေးတွေဝယ်ထားတဲ့ ီချော့နာရီအမဲရောင်လေးကိုထုတ်ပြီးခလေးလက်ထဲပတ်ပေးလိုက်တယ်။ဝင်းရဲ့ရင်ကုန်နဲ့ခလေးတိုးဝေလာတော့ဝင်းခလေးကိုပြန်ပြီးဖတ်ထားမိပါတယ်။တောင်တန်းလေးကိုငေးကြည့်ခွင့်ရပါတယ်နှင်းဦးရဲ့။ကိုဒီတစ်ခါတောင်တန်းလေးကိုငေးကြည့်နေတော့အရင်ကလိုမနာကျင်ခဲ့ရပါဘူး။ခလေးတစ်ခါကကိုကိုပြုံးမနေမှဆိုရင်လည်းမင်းလေးအခုတော့ကိုရင်ကလေးမှရှိနေသေးရဲ့ကိုမနာကျင်ရတော့ပါဘူး။တခုတော့ရှိရဲ့ကိုကတောင်တန်းလေးကိုငေးကြည့်နေရတဲ့ဆိုရင်တော့ကိုရဲ့တောင်တန်းကြီးကမင်းလေးဖြစ်နေလို့ပဲ။ ချစ်တယ်နေဦးမောင်ရေကင်းဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်နေ့ဒီမှာဘလိုဇလန်းလေးကိုတင်ဆက်ပေးရမလဲဆိုတာကိုပြီးတဲ့ကြီးက comment လေးမှာကြံပြုရေးခဲ့လို့ရပါတယ်နော်ကြီးတော့အကောင်းဆုံးဇလံများနဲ့ပြန်လည်ဆုံးသိကြပါအောင်မယ်ပြီးတဲ့ကြီးအားလုံးကိုကျေးဇူးတင်ရပါတယ်